အခုဒီစီဇန်ကိုကြည့်ရှာနေကြတော့မိဘညီကိုမနမအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့စတာဘနာလီမိတက်မန္တလေးတိုင်းဒေသကြီးမန္တလေးရုံးခွင်းနှစ်မှာတာဝန်ထမ်းဆောင်နေတဲ့မပန်းကြီးပဲဖြစ်ပါတယ်ရှင်။စတာဘနာလီမိတက်မန္တလေးရုံးခွင်းနှစ်ရဲ့အတင်းသားတဲ့ဦးဖြစ်တဲ့ကိုဝေဖြိုးနိုင်နဲ့တွဲဆုံမင်းမြတ်ထားတာလေးကိုကျမနဲ့အတူလိုက်လံကြည့်ရှုပေးကြပါအောင်ရှင်။ကိုမင်္ဂလာပါရှင်။ဟုတ်ကဲ့ပါမင်္ဂလာပါ။ဟုတ်ပထမဆုံးအနေနဲ့ပေါ့နော်အခုရဲ့အကြောင်းလေးမိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကျွန်တော်နာမည်ကတော့ဝေဖြိုးနိုင်ပါဟိုကအသက်ကတော့33 နေတဲ့နေတဲ့လိမ့်စာတော့ဒီနေ့တောင်မျိုးနဲ့စလင်ရောက်ပါဖြစ်ပါတယ်လုပ်ငန်းလုပ်တာတော့စုဘူးလုပ်ငန်းလုပ်ပါနားပြီပါနော်စထာပနာဘလို့စတဲ့သိရှိရလဲဆိုတာလည်းနဲ့ဘာကြောင့်ထုတ်ပြခဲ့လဲဆိုတာလည်းလည်းတစ်ချက်လောက်ရှင်းပြပေးပါမရှင်းဟုတ်မှာဟုတ်ဝန်ထမ်းညီမလေးတွေကလာမိတ်ဆက်ခဲ့လို့လေချင်းဝေထုတ်ပြခဲ့တယ်ပေါ့ယခုလက်ရှိပေါ့နော်ချင်းငယ်ချင်းရွယ်တော့ဘလောက်နှစ်ချိန်ရောက်ပြီလဲပေါ့နော်ဟုတ်ခုကတော့ပြောမယ်ဆိုရင်နှစ်ချိန်မြောက်ပေါ့ဟုတ်အငွေပမာဏကရောဘလောက်ကြာထားပါသလဲရှင်ဟုတ်ပထမတစ်ချိန်ကတော့90ပေါ့ ကိုကဒူလေးရချင်ရတော့80ကြတယ်ဆို။လုပ်ငန်းအကြောင်းလေးပေါ့နော်အသေးစိတ်လေးရှင်းပြပေးလို့ရမလားရှင်။ဟုတ်ကဲ့ကျွန်တော်ကတော့စူးလုပ်တယ်ပေါ့နော်။ဒီစပြီးတော့လုပ်ငန်းစလုပ်တာကုန်ကျန်းမာတာဆိုဒီရန်ကုန်နေပြီးတော့ကုန်ကျန်းမာရတယ်ပေါ့နော်။ကုန်ကျန်းရောက်ပြီဆိုလို့ချင်းကျွန်တော်ဒီပစ္စည်းကိုအလေးကိုဖြည့်တယ်ဖြည့်ပြီးတော့ပုံတိုင်းအရင်စတိုင်းတယ်ပေါ့နော်။ဖုန်းတိုင်းတိုင်းပြီးလို့ချင်းဟိုဆက်ဖုန်းနဲ့တစ်ဆင့်စူးပြအောင်လေးဆက်ဖြတ်ဖြတ်တယ်ပေါ့။ဖြတ်ပြီးလို့ချင်းဒီမှာတစ်ဆင့်ခေါက်ဆက်ဖြည့်တယ်။ ောက်ဆက်ချိုးပြီးလို့ရှင်ဟိုဘက်ကတဆင်ခောက်ဆက်ရိုက်ပြီးရိုက်ပြီးဟိုဘက်ကတော့နှံနှခမ်းလိုက်နေပေါ့ဟိုဘက်တဆင်ကတော့ဘူးဖြစ်အောင်လို့ပိတ်တယ်ပေါ့နော်စူးပိတ်တယ်တဆင်တဆင်လှုပ်လာတော့ခါကျတော့ဒီနောက်ဆုံးတော့စူးဖြစ်လာတယ်ပေါ့နော်စူးဖြစ်လာတော့ခါကျတော့ဒီမြန်မာရဲ့မြန်မာနိုင်ငံရဲ့ရဲရဲကိုကျွန်တော်ကဖြန့်ချီတယ်ခုလက်ရှိပေါ့နော်စူဘူးလုပ်ငန်းကိုဝန်ထမ်းအင်အားဘလောက်လောက်နဲ့လက်ပတ်နေရပါလဲရှင်ဟုတ်ခုလောလောဆယ်တော့မိန်ကလေးယောက်ျားလေး၁၀ယောက်နဲ့ကျွန်တော်လက်ပတ်နေ စတာဗနာရဲ့ရှင်ငွေရပါတော့အခုရဲ့လုပ်ငန်းကိုဘယ်လိုမျိုးထောက်ကူပြုလဲဆိုတာလေးလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပထမတော့ဒီလူဝင်က9ရောက်တဲ့ရှိရလေအဲချင်းငွေနဲ့ရပြီးတော့ခါကြတော့နောက်ပိတ်ဆုံးကြတော့စင်ပြေးလာပြီးတော့လူဝင်အားတွေထပ်တိုးနိုင်တယ်ပေါ့ကွာပထမတော့ကတော့လုံသမားကတော့9ရောက်လောက်ပဲရှိရပါတော့ကွာလုံသမားက10ရောက်လောက်ဖြစ်လာတော့လုပ်ငန်းလည်းပို့ပြီးတွင်ကျဲလာတယ်အဲအကြောင်းစတာဗနာကိုအရန်ကျေးဇူးတင်ပါတယ် နောက်ဆုံးနေနဲ့ပေါ့နော်စနာပနာရဲ့ဆယ်နှစ်ပြည့်အထိမ်းအတွက်မှတ်ရစကားလေးပြောပြပါအောင်ရှင်ဟုတ်စနာပနာလည်းဒီတက်မကတိုးတက်အောင်မြင်ပါစေတင်းသားတွေပေါ်မှာလည်းဒီတက်ငွေများများထုတ်ပေးနိုင်ပါကိုရဲ့လုံငန်းလဲပေါ့နော်ယခုတည်းမှာတွတ်တက်အမြင်ပါစေလို့စတာဗနာတမိသားစုလည်းရကိုစားကျမလည်းဆွတောင်းပေးပါရရှင်ဟုတ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခုလိုမျိုးလာမေးမြန်းတဲ့အတွက်ဟုတ်ညီမလေးတို့ကလည်းအခုလိုဆွရှင်လက်ရှင်နဲ့ဖြစ်ကြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရရှင်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်